မင်္ဂလာပါရှင်ဒီနေ့ဆရာမဆက်ပြီးရှင်းပြပေးမှာက Grade 6 Mathematics 1ကလေ့ကျင့်ခန်း6ရက်မှာ၄စာမျက်နှာ89နံပါတ်၃ဝင်ဖြစ်ပါတယ် ကိန်းတစ်ခုမှ73ကိုနှုတ်တော့ဆိုတော့ဆရာမတို့ကကိန်းတစ်ခုမသိဘူးမသိတော့သူ့ကိုဘာထားမလဲ x ထားလိုက်မယ်မသိကိန်း x ထားမယ်အဲ့ဒီ x ကနေပြီးတော့73နှုတ်မယ်ဆိုတော့ x 13အဲ့လိုနှုတ်လိုက်လို့ရှိရင်6ကျန်ပြီဆိုတော့ equal 9ဆိုပြီးတော့မှဒီလိုလေးညီမြချင်းရမယ်ထိုကိန်းကိုရှာပါဆိုတော့ထိုကိန်းဆိုတော့ဆရာမတို့ဘာထားခဲ့လဲ x ထားခဲ့တာဖြစ်တဲ့အတွက်ကြောင့် x ကိုရှာပေးရမှာဖြစ်ပါတယ်ဆိုတော့ဆရာမတို့ကဘာထားမလဲ gain တစ်ခုကို x ဟုထားပါလို့ရေးလိုက်မယ် gain တစ်ခုကို x ဟုထားပါဟုတ်ပြီ gain တစ်ခုကို x လို့ထားလိုက်ပြီဆိုတော့ဒီမှာညီမြချင်းပုံစံနဲ့ရေးလို့ရသွားပြီညီမြချင်းပုံစံရေးတော့ ဲ့ဒီကဂိမ်းတစ်ခု x ကနေပြီးတော့မှ73ကိုနှုတ်လိုက်ခြင်းအဖြစ်ရမှာကကိုဟုတ်ပြီဒီညီမြချင်းကနေဆရာမတို့ကဒီဂိမ်းတစ်ခုထိုဂိမ်းကိုရှာလိုက်မယ်ဆိုတော့ညီမြချင်းနှစ်ဖက်စလုံးကို73ကဒီမှာနှုတ်ထားတာဖြစ်တော့ပေါင်းပေးမယ် ဆိုတော့ x 13 13 9 13ညီမချင်းနှစ်ဖက်စလုံးကိုပေါင်းပေးမယ်ဆိုတော့ဒီက13 13က0ဆိုတော့ဒီဘက်မှာ x ပဲကျန်မယ်9ရဲ့73ရဲ့က22ဒါကြောင့်ထို့ကြောင့်ဆရာမတို့ဘာရလဲထို့ဂိမ်းထို့ဂိမ်းဒီဘလောက်လဲထို့ဂိမ်းကိုရှာပါဆိုတော့ထို့ဂိမ်းညီမချင်း22ဖြစ်သည် နောက်နံပါတ်၄လွယ်အိတ်ထဲတွင်စာအုပ်တချို့ရှိရာတင်ချာစာအုပ်၄ဦးထက်ချဲလိုက်တယ်ဆိုတော့လွယ်အိတ်ထဲမှာစာအုပ်ဘယ်နှအုပ်ရှိတယ်ဆိုတာဆရာမတို့မသိဘူးဒါဒီမသိခင်အဲ့ဒါကိုမသိခင်ဒီဆရာမတို့ကသူ့ကို x ထားပေးမယ် ရှာရမှာကလည်းရခင်က လွယ်အိတ်ထဲတွင်စာအုပ်မိများရှိသည်နီးဆိုတော့လွယ်အိတ်ထဲမှာရှိတဲ့အရင်ကတည်းကရှိနေတဲ့စာအုပ်တွေကိုရှာပေးရမယ်ထက်ထဲလိုက်တာက၄ဆရာမတို့ကလွယ်အိတ်ထဲမှာရှိတဲ့စာအုပ်ကို x ထားလိုက်ပြီးဆိုရင်ထက်ထဲလိုက်တာက၄ဆိုတော့လွယ်အိတ်ထဲမှာရှိနေတဲ့မူလစာအုပ်နဲ့ထက်ထဲလိုက်တဲ့စာအုပ်နဲ့ပေါင်းလိုက်တော့စနစ်ရတယ်ဆိုဆရာမတို့ဒီနည်းမြချင်းရသွားပြီမတိခင် x ကဘာလို့ထားရမှာလဲဆိုတော့ရခင်ကလွယ်အိတ်ထဲရှိစာအုပ်ကိုမတိခင် x ထားပေးရမယ် ဟုတ်ပြီနော်ရခင်က လွယ်အိတ်ထဲရှိစာအုပ်အဲ့ဒါကို မသိခင် extra ပေးမယ်ဒါပြီနော်အဲ့တော့ဆ ्याम ကနံပါတ်၄ကိုစာပြီးမတွက်ခင်မှာဒီမှာနည်းနည်းလေးပြန်ပြောချင်တာကဒီမှာထိုးကိန်းဒီ၂၀နဲ့ရပြီဆိုလို့ရှိရင်သူ့ကိုအစားထိုးပြီးတော့မှဒီချိန်ကြိုက်ပေးရမယ်။ဒါပေမဲ့သူဒီပုတ်စာမှာချိန်ကြိုက်ပြပေးပါလို့တော့မပါဘူး။ဒီကြည့်ပဲတွက်လို့ရှိရင်လည်းတချို့ကျောင်းတွေကတော့ဒီဒီလောက်ပဲတွက်တာလည်းရှိကောင်းရှိနိုင်မယ်။တကယ်လို့ဒီ ပြန်ဆရာမတို့ချိန်ကြိုက်မယ်ဆိုလို့ရှိရင်တော့ချိန်ကြိုက်ခြင်းဆိုပြီးတော့ရေးလိုက်ပြီးတော့မှာအရင်ကချိန်ကြိုက်ထားတဲ့ပုံစံအတိုင်းဒီသဘုတ်ကိုဆရာမချိန်ကြိုက်ပြမယ်။ဂျန်တဲ့ပုံတွေကြိုင်တော့ဒီတိုင်းပဲမြန်မြန်လေးပြောသွားလိုက်မယ်ဟုတ်ပြီနော်။ x 22ကိုမြင်မြချင်းတွင်မြင်မြချင်းတွင်ဘာလို့မလဲအစားအသွင်းတော့ရှေ့မှာလည်းအများကြီးတွက်ခဲ့ပြီးပြီဆိုတော့ဒီချိန်တော့ဒါတွေရသွားပြီနော်။အဲ့တော့လက်ဝဲဖက် လက်ဝဲဘက်မှာဆက်မတော့ x tempo 20နှစ်ကိုစားထုတ်မယ်20နှစ်အလုံး73ဆိုတော့22 13ဒီဘာရလဲ9ရအဲ့ဒီ9ဒီဘာလဲလက်ရဖက်နဲ့တူတယ်ဒါကြောင့်မလို့လက်ဝဲဘက်ညီမြချင်းလက်ရဘက်အစမတော့ဒီမှာညီပြီးပြီဆိုရင်တော့မအဲ့လိုရေးမရေးရင်လည်းရှာတယ်။လက်ဝဲပဲညီမြချင်းလက်ရပဲဖြစ်တယ်။ထို့ကြောင့်ထို့ကြောင့် ထိုဂိမ်းသည်နဆနှစ်ဖြစ်သည်ပေါ့အဲ့တော့ထိုဂိမ်းနဆနှစ်သည်ဒီရထားတဲ့မြင်မြတ်ချက်အတွက်မှန်ကန်တယ်ဆိုတာလေးကိုပြောတာကဲဟုတ်ပြီဒါဆိုရင်ဇမရမက်လေးကိုဆက်သွားမယ်ခုနအရှင်းပြပြီဆိုတော့ယခင်ကလွယ်အိတ်ထဲမှာရှိတဲ့စာအုပ်ကိုမသိခင် x ထားမယ်ဟုတ်ပြီနော်အဲ့ကြောင့်မလို့စာရေးလိုက်မယ်ယခင်ကလွယ်အိတ်ထဲရှိစာအုပ်အရေးအတွက် လွယ်အိတ်သေးရှိစာအုပ်အရေးအတွက်ညီမြချင်းအော် sorry စာအုပ်အရေးအတွက်ကိုဘာထားမလဲဆိုတော့ x ဟုထားပါဟုတ်လားကဲသူ့ကို x ထားလိုက်ပြီဆိုရင်ညီမြချင်းပုံစံရေးလို့ရသွားပြီညီမြချင်းပုံစံရေးတော့ အဲ့တော့ရခင်က XO ရှိနေတာကိုမှဆရာမတို့ကဘာထက်ထည့်လိုက်မလဲဆိုတော့နောက်ထပ်စာအုပ်၄အုပ်ထည့်လိုက်တဲ့အခါမှာ၁၂အုပ်ရသွားတယ်။ကဲဒါဆိုဒီညီမြချင်းကိုရှင်းလို့ရသွားပြီ။ဆရာမတို့လိုချင်တာက X X ဒီပါလဲဆိုတော့ရခင်ကလွယ်အိတ်ထဲရှိစာအုပ်အရေအတွက်ဆိုတော့ဒီမှာပေါင်းထားတာဖြစ်လို့နှုတ်ပေးမယ်။ညီမြချင်းတစ်ဖက်စလုံးကို၄နှုတ်မယ်ဆိုတော့ X plus 4 minus 4 equal 12 minus 4 yam. plus 4 minus 4က0ဆိုတော့ X ကနေပြီးတော့မှဒီမှာ X တမ်း ုံရမယ်စနဲ့နှုတ်လေးကရှစ်ဒါဆိုရင်ကျွန်တော်အဖြေရပြီရခင်ကလွယ်အိတ်ထဲရှိစာအုပ်အရေးအတွက်အပေါ်မှာကျွန်တော်ထားခဲ့တဲ့ဟာလေးကိုဒီမှာရေးပြီးတော့မှရှစ်အုပ်ဆိုပြီးမှရသွားပြီဟုတ်ပြီနော်အဲ့တော့ဒီမှာ x 8ကိုညီမြချင်းတွေအစားထိုးလိုက်မယ် x equal 8ကိုညီမျှချင်းတွေစားထိုးတော့ဆိုဒီအတိုင်းလေးပဲရေးရမှာရှေ့မှာလည်းတွက်ခဲ့ပြီးသားမလို့เจ้าကဆီယမကဒီလိုမျိုးပုံစံတွေမှာချိန်ကြိုက်ခြင်းကိုထည့်ထားလို့ရှိရင်ထည့်ပါတကယ်လို့မချိန်ကြိုက်ဘဲနဲ့ဒီ ठी ပဲအဖြေရရတယ်ဆိုလို့ရှိရင်တော့ဆီယမတို့ဒီနားလေးမှာအဖြေထုတ်ပေးလိုက်ရုံပဲနော်နံပါတ်5 ဥပမောင်ကလေး၏အသက်သည်လွန်ခဲ့သော၅နှစ်က60နှစ်ဖြစ်သည်သူ၏ယခုအသက်မြင်ညာနေတဲ့ဒါဆိုဆရာမတို့ကရှာကျင်တာကသူ၏ယခုအသက်ဒါဆိုရင်ဒီယခုအသက်ကိုဘာထားမလဲ x နဲ့လို့ထားမယ်အဲ့တော့ဥမောင်ကလေး၏ယခုအသက်ကို x လို့ထားလိုက်မယ်ယခုအသက်က x ဆိုရင်လွန်ခဲ့သော၅နှစ်ကလွန်ခဲ့သော၅နှစ်ကသူ့ရဲ့အသက်က60 ဆိုတော့လွန်ခဲ့သော9နှစ်ဆိုရင်အခုအသက်ထက်9နှစ်ငယ်နေမှာဆိုတော့အဲ့ဒီ9ကိုနှုတ်ပေးမယ် x 5ဒီ60ဖြစ်မှာဘာပါပြီနော် x 5 x ဆိုတာအခုနှစ်ရဲ့အသက်အခုနှစ်ရဲ့အသက်ထက်လွန်ခဲ့တဲ့9နှစ်ကလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့5ကိုနှုတ်ပေးလိုက်မယ် x 5ဒီ60ရမယ်ဒါဒီသူ့ရဲ့ညီမချင်းဒီညီမချင်းကလည်းဆရာမတော်က x တန်မိုးရှာမယ် x ဒီမတိကိန်းထားထားတာက သူ့ရဲ့ယခုအသက် ဆရာမတို့ကပုတ်စာဖတ်လိုက်တာနဲ့တော့အဖြေတော့တန်းတည်တာပေါ့ဒါပေမဲ့ဆရာမတို့ဒီမှာတုံးပေးရမှာဒီမတိကိန်းနေညီမြချင်းနေတုံးပြီးတော့မှတွက်ပေးရမှာဖြစ်တော့ x 5 60ကဒီစာပိုက်အတွက်ဒီပုတ်စာတွေညီမြချင်းဖြစ်တယ်ရပြီနော်ကဲဒါဆိုစပြီးတော့ဒီရအောင်ဆိုတော့ဥမောင်ကလေးဤဥမောင်ကလေးဤယခုအသက်ဥမောင်ကလေးဤယခုအသက် ကို x နဲ့ဟုထားပါ x ဖြစ်ပါစေဆိုပြီးတော့လည်းရေးလို့ရတယ်ဒါဆိုလို့ရှိရင်ညမြချင်းပုံစံရေးမယ်အော် sorry ဒါဆိုလို့ရှိရင်နောက်တစ်ခုကလွန်ခဲ့သော9နှစ်ကလွန်ခဲ့သောလွန်ခဲ့သောဘယ်နှစ်ကလဲဆိုတော့9နှစ်ကဥမောင်ကလေးဤအသက် ဦးမောင်ကလေးရဲ့အသက်ဒီညီမချင်း x 5 minutes ဆိုပြရမှာဒါလွန်ခဲ့တော့ငါနဲ့ကဒါဆိုရင်ညီမချင်းပုံစံရေးမယ်ညီမချင်းပုံစံရေးတော့ဘယ်လိုရမလဲ x 5 60ဆိုလို့ရပါတယ်ဒါဆိုရင်ညီမချင်းနှစ်ဖက်စလုံးကို အပေါင်း9 ငါးပေါင်းပြီးမယ်ဒီဘက်လည်း60ကိုငါးပေါင်းမယ်ဆိုတော့ -5 5က0ဆိုတော့ x 65ဒါဆိုဆီယမရာ x ကိုဘာထားခဲ့လဲအဲ့ဒါလေးကိုဒီမှာအဖြေမှာလာပြီးတော့ရေးပြမယ်ဥမောင်ကလေးဤယခုအသက်ဥမောင်ကလေးဤယခုအသက်နေမြချင်း65နှစ် ခဲ့တာဆိုရင် x 65ကိုဒါစပြီးတော့ချိန်ကြိုက်မယ်ချိန်ကြိုက်ချင်း x 65ကိုနှိမ့်မြချင်းတွင်နှိမ့်မြချင်းတွင် အစာသွင်းတော့ခဲ့တာလားရေးတက်တယ်လက်ဝဲဖက် ။နဝဲဘက်ဒီ x-5 ဆိုတော့ x နေရာမှာ65စားထိုးလိုက်မယ်။65အနုံကဒီ60ရတယ်။60ဒီလက်ရာဘက်နဲ့တူတယ်။ဒါကြောင့် x equal ဒါကြောင့်ပေါ့နော်ထို့ကြောင့်ထိုကြောင့်ဥမောင်ကလေး၏အသက်သည် အသက်ဒီဘယ်နှစ်ဖြစ်လဲ65နှစ်ဖြစ်သည်ပေါ့ရပြီနော်8တဲ့8တွင်တရက်တီးအချို့ရှိရ8တဲ့8မှာတရက်တီးတချို့ရှိတယ် ဆယ်လုံးထပ်ဖြည့်လိုက်မယ်ထပ်ဖြည့်တယ်ဆိုတော့ပေါင်းမယ်နော်25လုံးဖြစ်လာသည်တဲ့အဲ့တော့ထိုအိတ်တွင်မူလကတရက်တီးမိများရှိတယ်နေဆိုတော့မူလကရှိတဲ့တရက်တီးတရက်တီးတချို့ရှိတယ်အဲ့ဒီမူလကရှိတဲ့တရက်တီးကိုဆရာမမသိဘူးအဲ့ဒါကိုမသိခင် x ထားမယ်အဲ့ဒီ x တဲကိုဆယ်လုံးထပ်ဖြည့်မယ်ထပ်ဖြည့်တော့အပေါင်း30 x 10ဒီဘလောက်ရလဲဆိုတော့25ပြရမယ်ဒါဆိုရင်ဒါလေးကသူ၃ရမယ်ဒီပု္ပ္ပစာတဲ့၃ရမယ်ညီမချင်း ဒါဆိုရင်ဒီတဲကနေပြီးတော့မှ x ကိုရှာပေးမယ်ဆိုတော့ပထမဦးဆုံးမသိခင် x ကဘာထားမလဲဆိုတော့မူလဒီမူလရှိသောတရက်တိရ x လုံးမူလရှိသောတရက်တိရ x လုံးအဲ့ဒီ x လုံးထဲကိုတရက်တိတချို့တရက်တိ10လုံးထပ်ဖြည့်လိုက်တဲ့အခါမှာ8ထဲမှာဒီ x 10လုံးဆိုပြီးတော့ရသွားမယ်ဟုတ်ပြီနော်ရှိတာက x လုံး x 10လုံးရမယ်အဲ့ဒီက x 10 25 uh, sorry 25နဲ့ညီမယ်ဟုတ်ပြီနော် ဒီတော့ဆရာမတို့စာစာရေးလိုက်မယ်နံပါတ်6ကမူလကရှိတော်တရက်တီညီမချင်း x လုံးဖြစ်ပါစေကဲဒါဆိုရင်တရက်တီတစ်ဆယ်လုံးထပ်ဖြည့်လည်ရင်เนาะတရက်တီ10လုံးဆရာမတို့ကထပ်ဖြည့်လိုက်မယ် တရတီဆေလုံးချက်ဖြည့်လျင်ဘလောက်ရှိမလဲဆိုတော့တရတီဆေလုံးထပ်ဖြည့်မယ်ဆိုရင်8แท้ရှိတရတီဘလောက်လုံးလဲ x 10 long ဆိုရရမယ်ရပြီเนาะခဲ့တာဆိုလို့ရှိရင်ညီမြချင်းပုံစံရေးမယ် မြင်မြချင်းပုံစံရေးတော့ x 10ဒီ25နဲ့နေတယ်ဒါဆိုဒီကနေပြီးတော့ဆရာမတို့က x တန်ဖိုးရှာမယ် x 10ဆိုတော့ minus 10 equal 25 minus 10 plus and minus 10 0 x equal to 25ရဲ့ဆယ်အောင်လို့တော့25ဒါကြောင့်မလို့ဒီ x ကိုပါထားခဲ့လေဒီမှာပြန်ပြီးတော့အဖြေလာရေးပေးမယ်မူလကရှိတော့တရက်တည်း တရက်သီးသည်ညီမြချင်း15လုံးပေါ့ကဲဒါဆိုရင် x 15ကိုချိန်ကြိုက်မလို့ x 15ကိုညီမြချင်းတွင်အစားတွင်းတော့ဆိုတော့လက်ဝဲဖက် လဝဲဘက်တီ x+10 ဆိုတော့15ရေ30ရေပေါင်းလိုက်တော့25 25တီလက်ရာဖက်ဆိုတော့ဒီတရက်တီ15လုံးတီမှန်နေပေါ့ဒါကြောင့်မလို့ဆရာမတို့ဘယ်လိုရေးမလဲထို့ကြောင့်ထို့ကြောင့်ဟိုမှာဆရာမတို့ကအပေါ်မှာတည်ထားတာလေးကိုပြန်ပြီးတော့ဆွဲပြီးတော့လာရေးပါမယ်။မူလကရှိတော့တည့်ရည်တီးတီး တရက်သီးသည်15လုံးဖြစ်သည်နံပါတ်9မခင်ခင်၏အသက်သည်နောင်လာမိ6နှစ်တွင်28နှစ်ဖြစ်မည်မခင်ခင်၏အသက်ကနောင်လာမဲ6နှစ်က28နှစ်သူမ၏ယခုအသက်တည်မီများရှိမီနီဒါဆိုဆရာတော်ကအခုရဲ့အသက်ကိုမသိဘူးဆိုတော့ဒီမသိတဲ့ဟာကိုပါထားမလဲမသိခင် x ထားမယ် ဆိုတော့မှတ်ခင်ခင်ဤယခုအသက်ကို x ထားလိုက်ပြီယခုအသက်က x ဆိုရင်ယခုအသက်က x နောက်လာမယ့်6နဲ့ဆိုတော့6နဲ့ကိုဘာလုပ်မလဲပေါင်းထည့်မယ် x 6 27ဆိုတော့ဒီနည်းမြအချင်းနဲ့ဆက်မတော့ x တန်ဖိုးကိုရှာပေးမယ်ရပြီနော်ကဲဒါဆိုရင်တရမှာဒီပါလဲဆိုတော့မှတ်ခင်ခင်ဤယခုအသက်မြန်မာတူမလို့ပြီးထားတယ်တူမနေရာမှာမှတ်ခင်ခင်ထည့်ပြီးတော့မှမှတ်ခင်ခင်ယခုအသက်ကို x ထားမယ်မှတ်ခင်ခင်ဒီနောက်လာမယ့်6နဲ့မှာနောက်လာမယ့်6နဲ့မှာဒီဘယ်လို ်နဲ့ဖြတ်မလဲဆိုတော့ x + 6နဲ့ဖြတ်မယ် x + 6နဲ့ဖြတ်မယ်အဲ့ဒါပြီးမှညီမချင်းပုံစံပြောင်းပါသည် x + 6 27ဆိုပြီးပြောင်းရေးမယ်ရပြီနော်ဆိုတော့နံပါတ်9ကိုစာရေးမယ်မှတ်ခင်ခင်ဤယခုအသက်ညီမချင်း x နဲ့ဖြစ်ပါစေဒါဆိုရင်နောက်လာမယ့ မခင်ခင်ဒီနောက်လာမဲ့ဒီခုနှစ်နှစ်မှာဘယ်နဲ့နေရှိမလဲပေါ့နော်ဒါဆိုရင်နောက်လာမဲ့ sorry 6နှစ်နောက်လာမဲ့6နှစ်တွင်မခင်ခင်ဤအသက်နောက်လာမဲ့6နှစ်တွင် မခင်ခင်ဤအသက်ဒီဘယ်လောက်ရှိသွားပြီလဲ x 6နှစ်ဆိုပြီးတော့ရှိသွားပြီဒါဆိုရင်ညီမြချင်းပုံစံရေးမယ်ညီမြချင်းပုံစံရေးတော့ ဆိုတော့ x 60ဘယ်နဲ့လဲ27ဆိုရင်ညီမချင်းတစ်ဖက်စလုံးကိုဒီမှာ x ပေါင်းထားတော့နှုတ်မယ် x 6 6 27 6၆ဆိုတော့ x ကျန်နေ28 6နှုတ်27ဒါဆိုရင် x ကိုဘာထားခဲ့ရလဲအဲ့ဒါလေးကိုပဲဒီမှာလာပြီးတော့အဖြေရေးပေးမယ်မှတ်ခင်ခင်ဤယခုအတက်ညီမချင်း27နှစ် ဒါဒါဆိုရင် x 21ကိုချိန်ကြိုက်မနော်ချိန်ကြိုက်ချင်းဆိုပြီးတော့ရေးလိုက်မယ် x 21ကိုမြင်မြချင်းမှာအစားသွင်းတော့ဆိုတော့လက်ဝဲဖက်လဝဲဘက်မှာ equal 21 x နေရာမှာ21ထည့်တော့21 + 6 equal 27 27ဒီလက်ရာဖက်နေညီတယ်ဒါကြောင့်ထိုးကြောင့် မတ်ခင်ခင်ဤယခုအသက်ဆမတော့တီထားတဲ့ဟာကိုပြန်လာပြီးရေးပေးရမယ်နော်မတ်ခင်ခင်ဤယခုအသက်တည်28နှစ်ဖြစ်တည်အော် sorry 28နှစ်ဖြစ်တည်ရပြီနော် ကဲဒါဆိုလို့ရှိရင်ဆရာမတို့ကပြန်လည်လေ့ကျင့်ခန်းကိုတွားလိုက်မယ်။အောက်ပါတို့ကိုညမြချင်းပုံစံပြောင်းပါတယ်ဆိုတော့ကကြီးကကျိုးတချောင်းအရှိ LPE 5စာတိ65ပီဖြစ်သည်။ဆိုတော့ဆရာမတို့ဒီသူ့ကိုစာတဆင့်ချင်းစီရေးမယ်ဆိုလို့ရှိရင်လည်းရသလိုတခါတဲ့ LPE 5စာဆိုတော့ 5L equal 65ဆိုတော့အဖြစ်တခါတဲ့ရေးရင်လည်းရတယ်။အဲ့တော့ဆရာမတို့ကတဆင့်ချင်းစီတွားလိုက်မယ်။ကျိုးတချောင်းကျိုးတချောင်းအရှိ LPE ငါးစ LPE ငါးစဒီဘလောက်လဲငါးစ LPE ငါးစဆိုတော့ 5L အဲ့ဒီ 5L ဒီ65ပေးနေညီတယ်ဆိုတော့ 5L equal 65ဒါလေးပဲဟုတ်ပြီနော်တခါတည်းပဲဒီအဖြေရရင်လည်းရပါတယ်အခရာဂိန်း ME 3စဆိုတော့အရင်အဆုံးဒီအခရာဂိန်း ME 3စကိုရှာမယ်အခရာဂိန်း ME 3ဇာအခေရကိန်း ME 3ဇာဒီပါလာမလဲ3 M ဖြစ်မယ်အဲ့ဒီက3 MD ညီတယ်နော်ဘာနဲ့ညီလဲဆိုတော့ gain and tech 30ပိုးတယ်ဆိုတော့ gain and tech 30ပိုးတဲ့ gain ကိုအရင်ရှာမယ် gain and tech 30ပိုးတော့ gain gain and tech 30ပိုးတော့ gain ဒီပါဖြစ်တယ်လေ gain n ကိုမှ30ပုံမယ်ဆိုတော့ n plus 10ဖြစ်တယ်။ဒါဆိုညီမြချင်းပုံစံရေးမယ်။ညီမြချင်းပုံစံရေးတော့အခရာ gain m မိ3စဆိုတော့ 3m က gain n ထက်30ပိုတဲ့ gain နဲ့ညီတယ်ဆိုတော့ 10n plus 10နဲ့ညီမယ်။ဒါလေးပဲနော်။နံပါတ်1ကအဘဝကြများကိုအခရာညီမြချင်းပုံစံပြောင်းရေးပါဆိုတော့ဆရာတို့ညီမြချင်းပုံစံပြောင်းလိုက်မယ်။ နံပါတ်ကြီးကိန်းတစ်ခု၄ကို35အ3ပေါင်းလင်း35နဲ့ညီပြီဆိုဆရာမတို့တဆင်ချင်းစီသွားမယ်ကိန်းတစ်ခု၄ကိန်းတစ်ခုဆိုတော့ကိန်းတစ်ခုကိုမသိဘူးဆရာမတို့ကိန်းတစ်ခုကိုဘာထားပေးရမလဲဆိုတော့အရင်ဆုံးကိန်းတစ်ခုကို x ဟုထားပါ ဥပမာသူကကိန်းတစ်ခုကို m တို့ x တို့ y တို့သူပေးထားတယ်ဆိုရင်ကိုကထားเสียရမလို့သူကဘာမှမပေးထားလို့ဆိုရင်ထားပေးရမယ်ကိန်းတစ်ခုကို x ကိုထားပါအဲ့ဒါပြီးမှဒီမှာ x ရပြီဆိုမှကိန်းတစ်ခုဤ၄ဇာကိုရှာမယ်ကိန်းတစ်ခုဤ၄ဇာကိန်းတစ်ခုရဲ့အာဒီ sorry ၄ဇာကိန်းတစ်ခုရဲ့၄ဇာဆိုရင်ဘာဖြစ်မလဲ 4x ကိန်းတစ်ခု၏လေးစာညများချင်း 4x အဲ့တော့ကိန်းတစ်ခု၏လေးစာတွင်ဘာပေါင်းမလဲဆိုတော့3ပေါင်းလေရင်3ပေါင်းလေရင်ဘာရမလဲ 4x+3 ရမယ် 4x+3 ရသည်ဆိုတော့အဲ့ဒါကိုမှညများချင်းပုံစံရေးမယ်ညများချင်းပုံစံရေးတော့ forex plus 3ဒီ forex plus 3ဒီဘာနဲ့ညီလဲ35နဲ့ညီလဲညာပြီနော်နမခွေဒေါမန်စုကံပုံမြေခွက်တွင်တဲ့လျားသည့်အနံဤနဆရှိပြီးပက်လေအနာသည်140ပြီးရှိသည်အဲ့တော့ဆရာမတို့ဒီပက်လေအနာဆိုတာဒီအလျားအနံနှစ်ခုစလုံးကိုပေါင်းထားတာဆိုတော့ဥပမာပေါ့နော်ဒါက ဆီမှာဒေါမန်စတူဂန်ဆွဲလိုက်ပြီးဒီဒေါမန်စတူဂန်ပုံမြေခွဲရဲ့ပတ်လည်အနာလို့ပြောလို့ရှိရင်ဒီတနာနှစ်နာသုံးနာလေးနာလေးနာစလုံးကိုပေါင်းတာကိုပြောတာဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ဆီမှာတို့ကအလျားတိလားဆိုတော့အလျားလည်းမသိဘူးအနံလည်းမသိဘူးဆိုတော့ရှေ့မှာပြောသလိုပဲနောက်ကလာတဲ့ ဟာကိုပဲဆရာမတို့ကမတိခင် x ထားလိုက်မယ်ဒါဆိုတော့ downman stroke ပုံမြေခွဲဤအနံပေါ့နော်စာအရှိရေးခြင်းနဲ့ဆိုရင်တော့ downman stroke ပုံမြေခွဲဤအနံလို့ရှင်းရလဲရတယ်လို့ဒီအတူပဲအနံကို x ဟုထားပါလို့ရှင်းရလဲရတယ်ဒါပေမဲ့အရှိရေးနော်ပိုအဆင်ပြေမယ်ပေါ့နော် x ဟုထားပါ ဆိုတော့ဆ iam မတို့ကအနံကို x ထားလိုက်ပြီးဆိုရင် အလျားဒီဆိုတော့အလျားညီများချင်းအနံဤနဆလို့ပြောလို့ရှိရောအနံဒီ x ဆိုတော့ x ရဲ့နဆဒီ 2x ဖြစ်မယ်အဲ့ဒီအခါမှာထို့ကြောင့်အနံကိုတိပြီးပြီဆိုတော့အလျားဒီဘယ်လောက်ဖြစ်လာပြီလဲ 2x ဖြစ်တယ်အနံဤနဆ 2x ဖြစ်တယ် ရှင်းရှင်းလေးပဲเนาะအဲ့တော့အနံကို x ထားလိုက်တယ်အလျာဒီအနံဤနစဆိုတော့အလျာညီမြချင်းအနံရဲ့နစဒီ 2x ဖြစ်တယ်ကြည့်ဒါဆိုရင်ဆမရောကဘာတိသွားပြီလဲဆိုတော့အလျာတိပြီအနံတိပြီအဲ့တော့ဒါအလျာဒီ 2x အနံက x ဒါကလည်း x ဒါကလည်း 2x ဆိုတော့ဆမရောကဒီအကုန်လုံးပေါင်းရမှာဆိုတော့သဘောတရားကဘယ်လိုလာမလဲဆိုတော့ x x 2x 2x အဲ့လိုလာမယ်ဒါဆိုတော့ဆမရောကမြောက်လိုက်တာလည်းတူတူပဲ အဲ့တော့ x 2x နှစ်ခါပေါ့ဒီမှာပေါ့ဗျနော် x 2x နှစ်ခါကိုဆိုလိုတယ်ဒေါမန်စတူကန်ဒီဒေါမန်စတူကန်ပုံမြေခွဲရဲ့ပတ်လည်နာဆိုတော့ x 2x ကိုနှစ်နဲ့မြောက်လိုက်တယ် x ကလည်းနှစ်ခါ 2x ကလည်းနှစ်ခါအဲ့ဒါကိုဆိုလိုတာဟုတ်ပြီနော်ကဲဒါဆိုရင်ထို့ကြောင့် ဆမ်မရောဘာဆက်ရေးမလဲဆိုတော့ဒေါမန်စွကန်ပုံမြေခွဲရဲ့ပက်လယ်အနာကိုရှာမယ်။သူကပက်လယ်နာ140ပေးလို့ပြောထားလို့ဒေါမန်စွကန်ပုံမြေခွဲဤဆမ်မစာမီတော့ပက်လယ်အနာညီမြချင်းဘာရလဲခုနပြောသလို2 bracket of x 2x လို့ရမယ်။ဒီ x 2x ကပေါင်းလို့ရတယ်။ပေါင်းလို့ရတယ်ဆိုတော့ x နဲ့ 2x နဲ့ပေါင်းတာက 3x ။ 3x နဲ့2နဲ့မြောက်မယ်။ဆိုတော့ 2ဒီဘက်က multiply by 3x ဆိုတော့2ရဲ့3ရဲ့က3.6 6x ရတယ်။ဒါဆိုရင်ဒီ Downman Stugan တော့ sorry Downman Stugan ပုံမြင်ခွက်အလျားဒီ 2x ရှိတယ်အနန်ဒီ x ရှိတယ်။2ရဲ့ပလန်နာဒီ 6x ရတယ်။အဲ့ဒီ 6x ဒီညီမြချင်းလုံးမယ်140ပေနဲ့ညီတယ်။ ဟုတ်ပြီနော်ကဲလာဆိုဆံမဒီမှာတစ်ခုလောက်မေးသွားတယ် x ပေးလို့ထားမယ်နော်ပေးလို့ရှိမယ် 2x ကလည်းပေးလို့ရှိမယ်ဒါလေးတွေကိုသတိထားပေးပါကဲလာဆိုရင်ညီမြချင်းပုံစံရေးမယ်ညီမချင်းပုံစံရေးတော့ဗာရလဲ 6x 240နဲ့ညီတယ်ဒါသူရဲ့ညီမချင်း ရေစင်တစင်ထဲတွင်ရေသုံးပုံနှစ်ပုံသာရှိသည်ဆိုတော့ဆမ်မရာတစင်ချင်းစီစဉ်းစားမယ်ရေနဂါလန်ထက်ချဲ့တော့ရေတစ်ဆယ်ဂါလန်ရှိသည်ဆိုတော့ရေစင်တစင်ပေါ့နော်ဆမ်မရာလေးလိုမျိုးလေးဆွဲလိုက်မယ်အဲ့ဒီရေစင်ထဲမှာရေဒီသုံးပုံပုံရင်နှစ်ပုံရှိတယ်တဲ့သုံးပုံပုံရင်နှစ်ပုံတစ်ပုံနှစ်ပုံသုံးပုံဆမ်မရာသုံးပုံပုံလိုက်ပြီးအဲ့ဒီသုံးပုံပုံလိုက်တဲ့ထဲမှာမှာရေဒီဘယ်နှစ်ပုံပဲရှိရလဲရေသုံးပုံမှာနှစ်ပုံသာရှိတယ်ဆိုတော့တစ်ပုံနှစ်ပုံအဲ့လိုနှစ်ပုံရှိတယ် ဲ့ဒါပြီးတဲ့အခါမှာရေနှက်ခါလန်ထက်ထဲမယ်ဒီတဲကိုနှက်ခါလန်ထက်ထဲလိုက်တယ်ထက်ထဲတာကနှက်ခါလန်အဲ့လိုထက်ထဲလိုက်လို့ရှိရင်ရေဒီ30ခါလန်ရှိမယ်တဲ့ပေါင်းလိုက်တော့ခါကျတော့30ခါလန်ရှိမယ်ဆိုတော့ဆရာမတော်ဒီတာဖတ်လိုက်တာနဲ့ဒီမှာ8ခါလန်ရှိနေတယ်ဆိုတာကသိနေပြီဒါပေမဲ့ဆရာမတော်ကမသိခင် x ထားပေးရမယ်မသိခင် x ဒီဘာလဲဆိုတော့ရေကရေဒီ3ပုံ2ပုံတော့ရှိတယ်ဒါပေမဲ့ ဘလောက်ရဲ့သုံးပုံနှစ်ပုံရှိတာလဲဘနဂါလန်ရဲ့သုံးပုံနှစ်ပုံရှိတာလဲဟုတ်ပြီနော်ဥပမာဆွတ်ဆူပေါင်းတည်တာဆရာမတို့က30ဂါလန်လို့ထားပါတော့ဥပမာနော်30ဂါလန်ဤသုံးပုံနှစ်ပုံလို့ပြောလို့ရှိရင်ကြတော့ဒီလိုမျိုးလေးလာမယ် 30ဂါလန်ဤ3ပုံ2ပုံဆိုတော့ဆရာမတို့ဒီဒီထဲမှာဘယ်နှဂါလန်ရှိတယ်ဆိုတာအောင်မသိဘူးအဲ့ဒီမသိတာကို extra ပေးမယ်ဘာပါပြီနော်အဲ့ဒါကြောင့်မလို့မူလာဒီရေစင်ရေစင်ထဲမှာအပြည့်ရှိတဲ့ရေဒီအပြည့်ဒီဘယ်လောက်ရှိမလဲအဲ့ဒီအပြည့်ရဲ့3ပိုင်း2ပိုင်းဒီအအခုရှိနေတာအဲ့ဒီထဲကိုနှဂါလန်အထဲမှာဘာပါပြီနော်ဒါဆိုရင်ဒီအပြည့်ဒီဒီမှာဆရာမတို့ဒီလစ်နေတဲ့အပိုင်းရေမရှိနေတဲ့အပိုင်းရေဒီမှာရှိနေတဲ့3ပိုင်း2ပိုင်းဒီ ရေ3ပုံ2ပုံပေါ့နော်3ပုံ2ပုံအဲ့ဒီက3ပုံ2ပုံဒီဆရာမတို့ကဒီစုစုပေါင်းရေဘလောက်ရဲ့3ပုံ2ပုံစာလေးကိုရေးပေးရမယ်ဆိုတော့ဆရာမတို့ပထမအဆုံးဘာရေးရမှာလဲဆိုတော့ရေစဉ်အပြည့်မှာရှိတဲ့ရေကိုရေရေကို x စာပေးရမယ်ရေစဉ်အပြည့်တွင်ရှိတော့ရေ အဲ့ဒီကရေစင်တစင်ထဲမှာရေရတလောက်ရှိတယ်အဲ့ဒီထဲမှာအပြည့်ရှိနိုင်မဲ့ရေပမာဏဒီဘယ်လောက်လဲဆိုတော့ x ကလည်းဟုတ်ပြီနော် x ကလည်းဟိုထားထားပါ ဆိုတော့ဒီအပြည့်ရေရေစင်ထဲရှိရေကအခုရေစင်ထဲရှိရေက x ရဲ့ဒီ x တစ်ခုလုံးရဲ့ဘယ်နှပုံပုံဘယ်နှပုံလဲဆိုတော့၃ပုံ၂ပုံဆိုတော့ဘယ်လိုရမလဲဆိုတော့၃ပိုင်း၂ပိုင်း x ကလည်းဆိုပြီးတော့ရတယ်ရပြီနော်အဲ့ဒီက3ပိုင်း2ပိုင်း x ကလန်ထဲကိုဘာပေါင်းထည့်မလဲဆိုရေနက်ကလန်ထပ်ပြီးတော့ပေါင်းထည့်မယ်ဆိုတော့ရေနက်ကလန်ထထဲ့တော့တော့ ဘယ်လောက်ရမလဲဆိုတော့3 by 2 x plus 2ကလည်းရရှိသည်ရပြီเนาะအဲ့လိုထထဲလိုက်လို့ရှိရင်ညီမြချင်းပုံစံရေးလို့ရသွားပြီ30ခါလမ်းရမယ်ညီမြချင်းပုံစံရေးတော့3 by 2 x plus 2ဒီ30နဲ့ညီသွားပြီရပြီเนาะ gain တစ်ခု ਈ လေးပုံသုံးပုံတီထိုကိန်းမှငါးနှုတ်ချင်းနဲ့ညီပြီးအဲ့တော့ဆရာမတို့ကိန်းတစ်ခုကိုမသိဘူးသူ့ရဲ့လေးပုံသုံးပုံကိုရှာဖို့အတွက်ဒီကိန်းတစ်ခုကိုဘာထားမှဖြစ်မလဲမသိခင် x ထားမှဖြစ်မယ်ဒါကြောင့်မလို့ကိန်းတစ်ခုညီမြချင်းကိန်းတစ်ခုကို x ထုထားပါလို့ရင်လည်းရတယ်ကိန်းတစ်ခုညီမြချင်း x ဖြစ်ပါစေလို့ရင်လည်းရတယ်ဒါဆိုနောက်တစ်ဆင့်ကိန်းတစ်ခုဤလေးပုံသုံးပုံကိုရှာမယ်ကိန်းတစ်ခုဤလေးပုံသုံးပုံ ကိန်းတစ်ခုဤလေးပုံသုံးပုံဒီဘလောက်ရလဲ၄ဘိုင်း၃ဘိုင်းပြီးတော့ x 3 by 4x ဆိုရမယ်ရပြီနော်ဒါကဒီဘက်တစ်ချက်သူဒီညီတယ်နော်ဘာနဲ့ညီလဲဆိုထိုကိန်းမှ၅နှုတ်ချင်းဆိုတော့အရင်ဦးဆုံးဒီထိုကိန်းမှ၅နှုတ်လရင်ထိုကိန်းမှ၅နှုတ်လရင်တဆင်ချင်းစီရှာမယ်ထိုကိန်းဆိုတာဘာလဲ x ကိုပြောတာ x 5ကိုရတယ် x minus 5ပြရတယ်။ဒါဆိုရင်ညီပေးရမှာကဘာလဲဆိုတော့ညီမြချင်းပုံစံရေးတော့3 by 4x equal x minus 5ဆိုပြရတယ်။ဒီမှာရေးလိုက်ပါအောင်နော်ညီမြချင်းပုံစံရေးတော့ဆိုပြီးတော့မှ3 by 4x x e 4ပုံ3ပုံဒီထိုကိန်းမှာ9နှုတ်ချင်းနဲ့ညီသည်ဆိုဒီလိုလေးရမယ်။ဒါပြီနော်။ကဲဒါဆိုလို့ရှိရင်ဆမ်မတို့ကကျန်နေတဲ့နံပါတ်3 4 5 6အဲ့ဒါကိုနောက်ဗီဒီယိုမှာမှရှင်းပြပေးမှာဖြစ်ပါတယ်။ ခုလိုဆုံးဖြတ်ထားပေးတဲ့အတွက်ကျေးဇူးများကျေးဇူးတင်ပါတယ်ရှင်။